မင်္ဂလာပါရှင် MMB ရဲ့တနေ့တာအညာမြေတဲ့အစီအစဉ်ကနေကြိုဆိုပါရစေ။ကျွန်မကတော့အစီအစဉ်တစ်ဆက်သူမူအိမ်ကျဲပါ။အိန္ဒိယအာနာပိုင်တွေကတမှုခရိုင်ပကပရဲဘော်ဆဲဦးရဲ့ရုပ်လောင်းကိုပြန်ပေးရင်မြန်မာအိန္ဒိယနယ်စပ်ချန်စီယိုခတ်တာကိုမကန့်ကွက်ဖို့အတွက်တော်လိုင်းအင်အားစုတွေကိုအကြက်ကန်တောင်းဆိုခဲ့တယ်လို့ဒေသခံသတင်းမြစ်တွေက MMB ကိုပြောပါရစေ။အိန္ဒိယအာနာပိုင်တွေကမေလ16ရက်မနက်ပိုင်းမှာ တမိုးခရိုင်ပကပရဲဘော်တွေရဲ့ရုပ်လောင်းကိုတော်လင်းအင်အားစုတွေစီပြန်လည်လွှဲပြောင်းပေးခဲ့တာဖြစ်ပြီးအဲ့ဒီလိုပြန်ပေးရမှာစုပ်စုကိုစန့်ကျင်တိုက်ခိုက်နေတဲ့တမိုးတွေသာတော်လင်းအင်အားစုတွေကိုမြန်မာအိန္ဒိယနယ်စပ်ချန်စီယိုကာယန်နေမှုအပေါ်ကန့်ကွက်မှုမလုပ်ဖို့စာချုပ်မှာလက်မှတ်ရေးထိုးဖို့အကြက်ကင်တောင်းဆိုတာဖြစ်တယ်လို့အလောင်းတွေပြန်လက်ခံရမှာပါဝင်ခဲ့တဲ့တော်လင်းရဲဘော်တို့ကပြောပါတယ် စာချုပ်ထဲမှာနေဆက်ချန်စီကိုကာယံနေမှုအပေါ်မကန့်ကွက်ဖို့ဆိုတဲ့အချက်ပါဝင်ပြီးအဲ့ဒီအချက်ကိုမလက်ခံရင်ရဲဘော်တွေရဲ့ရုပ်အလောင်းကိုပြန်ပေးမှာမဟုတ်ဘူးလို့အိန္ဒိယအာဏာပိုင်တွေကပြောဆိုခဲ့တယ်လို့တော်လိုင်းအင်အားစုတွေကပြောပါတယ်။အဲ့ဒီလိုအိန္ဒိယအာဏာပိုင်တွေကအချက်ကန်စာချုပ်ဆုပ်ဆူခိုင်းတဲ့အပေါ်တော်လိုင်းအင်အားစုတွေကစာချုပ်ချုပ်ဖို့ညှင်းဆိုခဲ့ပြီးရဲဘော်တွေရဲ့အလောင်းကို ပြန်လည်ရယူနိုင်ဖို့အတွက်မြန်မာအိန္ဒိယနယ်စပ်ချန်စီကိုကာယံမှုအပေါ် နှောက်ရှက်ပါဘူးဆိုတဲ့အချက်ကိုတော့လက်မှတ်ရေးထိုးခဲ့ရတယ်လို့တမူးမျိုးခံတော်လိုင်းရဲဘော်တူကပြောပါရယ်။သဘောတူညီချက်ကိုလက်မှတ်ရေးထိုးရမှာတမူးခိုင်တော်လိုင်းအင်အားစုတွေနဲ့အိန္ဒိယနိုင်ငံအာတန်ပြည်နယ်ကတပ်တွေပါဝင်ခဲ့ပြီးအဲ့ဒီသဘောတူညီချက်ရရှိပြီးနောက်မှသာတေဆုံးတဲ့တမူးခိုင်ပါကပရဲဘော်ဆဲဦးရဲ့ရုံလောင်းတွေကိုပြန်လည်ရရှိခဲ့တာဖြစ်တယ်လို့တော်လိုင်းအင်အားစုတွေကပြောပါရယ်။တေဆုံးခဲ့တဲ့တမူးခိုင်ပါကပရဲဘော်ဆဲဦးဟာ မေလ13ရက်ကအိန္ဒိယမြန်မာနှစ်နိုင်ငံ၂ဆက်အနီးမှာရှိတဲ့တော်လန်ရေးကင်းစကန်တစ်ခုကိုအိန္ဒိယစစ်တပ်ကဝင်ရောက်စီးနင်းဖမ်းဆီးခဲ့တာကိုခံခဲ့ရသူတွေဖြစ်ပါတယ်။သေဆုံးမိ3ရက်အကြာမေလ16ရက်မှာအလောင်းပြန်လဲရရှိဖို့အိန္ဒိယအာဏာပိုင်တွေနဲ့ညှိနှိုင်းရမှာအခုလို အတင်းအကျပ်ဖိအားပေးတောင်းဆိုခံရတာဖြစ်တယ်လို့တော်လန်အင်အားစုတွေကပြောပါတယ်။ တမူးခရိုင်ပကပရဲဘော်စဲဦးတပ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီးအမှုမှန်ပေါ်ပေါက်အောင်ဖြေရှင်းပေးဖို့တော်လန်အင်အားစုတွေကတောင်းဆိုထားသလိုတမူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်စဲဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့မှုအပေါ်အမှုမှန်ပေါ်ပေါက်ရေးအိန္ဒိယအစိုးရနဲ့ဆွေးနွေးနေတယ်လို့လည်းအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်ကလည်းထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။ အိန္ဒိယစစ်တပ်ကတမုခိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်ရဲဘော်စေဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့မှုအပေါ်အမှုမှန်ပေါ်ပေါက်ရေးအိန္ဒိယအစိုးရနဲ့ဆွေးနွေးနေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံသားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မောင်အောင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေမနေ့ကညမှာအသိပေးရသခဲ့ပါတယ်။ တမူးခရိုင်ပတ်ကားပေါ်အဖွဲ့ဝင်၁၀ဦးကြာဆုံးခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူတွေအနေနဲ့လက်ခံရရှိတဲ့သတင်းပေးဖို့တိုင်ကြားချက်တွေအပြင်ကနဦးမြေပြင်အခြေအနေကြားနာစစ်ဆေးမှုအစီရင်ခံစာတွေ့ရှိချက်တွေအရအိန္ဒိယအစိုးရနဲ့ဆွေးနွေးနေတာဖြစ်တယ်လို့ဆိုပါတယ်အိန္ဒိယအစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီးအမှုမှန်ပေါ်ပေါက်စေရေးဆက်လက်ညှိနှိုင်းဆောင်ရွက်နေတယ်လို့နိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြခဲ့တာပါ ပြီးခဲ့တဲ့မေလ13ရက်ညနေပိုင်းမှာအိန္ဒိယအာဏာပိုင်တွေကတမူးခရိုင်ပကပအဖွဲ့ဝင်တွေတရှိရာနေရာကိုအင်အားသုံးဝင်ရောက်စီးနင်းခဲ့ပါတယ်။အဲဒီနောက်ခရိုင်ပကပတော်လန်ရဲဘော်10ဦးကိုဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက်၃ရက်အကြာမေလ16ရက်မနက်ပိုင်းမှာတေဆုံးနေတဲ့ရဲဘော်တွေရဲ့ရုပ်အလောင်းကိုပြန်ပေးခဲ့တာဖြစ်တယ်လို့တမူးဒေသတော်လန်အင်အားစုတွေကပြောပါတယ်။လက်ရှိအချိန်မှာတော့အိန္ဒိယစစ်တပ်က အိန္ဒိယမြန်မာနယ်စပ်အနေလုံခြုံရေးတိုးပြင်ထားပြီးအင်အားတိုးချဲ့ချထားတယ်လို့ဒေသခံတွေကပြောပါတယ်မန္တလေးတိုင်းတောင်သားမြို့နယ်မှာဆုပ်စုရန်တရားဒေါက်တိုင်ကိုဖြိုချတဲ့ဆက်စင်ရဲ့အဖြစ်နန်းစီရီယံဝန်ထမ်းအနေနဲ့မိသားစုဝင်တွေကိုဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့တောင်သားနယ်ဒေသခံတော်လိုင်းသတင်းမြစ်က MFB ကိုပြောပါရယ်မေလ19ရက်မနေ့ကမနက်ပိုင်းမှာတောင်သားမြို့ပေါ်မြင်းချံတောင်သားကြောက်ရောင်ကားလမ်းမှာရှိတဲ့ ဝန်ထမ်းအရာကိုတော်လိုင်းပူပေါင်းတက်ဖွဲ့တွေကဝင်းအောင်စီနေပြီးနန်းစီရီယာဝန်ထမ်းအနေနဲ့မိသားစုဝင်အချို့ကိုဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့တောင်သားနယ်ဒေသခံတော်လိုင်းသတင်းမြစ်ကအခုလိုပြောပြပါဗျာ။တောက်တန်ရနေရတတိယစီမံချက်ဖြစ်နေလို့တော့ဒီလိုမျိုးပြည်ပြည်ကဝန်ထမ်းတွေဝန်ရထမ်းတွေကျွန်တော်အဲဒီလိုမျိုးလူမျိုးလူမျိုးတွေတိုင်းပြည်တွေပြည်ပြည်နဲ့တဲ့ဒါဆိုင်လာရောက်တာတွေအကုန်တက်ကုန်တက်ပြီးပေါ်လာတော့အဲ့မှာဝန်ထမ်းနန်းစီရီယာဝန်ထမ်းက ဆောက်တော့ပါလေ။အဲနန်းစီရန်နဲ့တာကင်းစီမီတော့တက်တဲ့အဲ့ကတာကပါရဲ့ဝန်ထမ်းရမယ်နေလေ။ဟိုနန်းစီရန်နဲ့ပတ်သက်နေတဲ့ဟိုဒီဘောအဲ့လိုငါရောက်ပါလာတယ်။နန်းစီရိုက်တော့အဲ့ငါကိုကျွန်တော်ပြန်ပြီးတော့ပြန်လည်းလုံးနောက်ပြီးကျွန်တော်လုပ်နေကြတယ်။ တော်လိုင်းတပ်ဖွဲ့တွေဖမ်းဆီးခေါ်ဆောင်လာတဲ့နန်းစီရီယန်6ယောက်ကိုတော့အထက်ကညွန်ကြားချက်အတိုင်းအရေးယူဆောင်ရွက်သွားမှာဖြစ်ပြီးနန်းစီရီယန်မဟုတ်တဲ့မိသားစုဝင်9ယောက်ကိုတော့မကြခင်ပြန်လွတ်ပေးဖို့စီစဉ်နေတယ်လို့လည်းသူကဆက်ပြောပါတယ်။ဒါအပြင်ဖမ်းဆီးထိန်းသိမ်းထားသူတွေရဲ့နေထိုင်စားသောက်ရေးစမ်းမရီအပါအဝင် အားလုံးအစီအမံအောင်စီစဉ်ဆောင်ရွက်ပေးထားပြီးမိသားစုနဲ့ဖုံးဆက်သွယ်ပြောဆိုခွင့်လည်းပေးထားပါဗျာ။ကျွန်တော်တို့ဒီစကားစကားကနေတော့ထောက်ပြနေတယ်။အနားစီရမ်းမှန်များတော့ကျွန်တော်တို့က ့ဖမ်းဆီးရမှာပဲအလင်းပြင်းတယ်လို့ကျုံလို့ကျွန်တော်ခေါ်ယူနေပါသည်မသိဘူးလေဒီလိုကြံပြင်းတယ်အဲတော့ရအနေနဲ့ကျွန်တော်တက်မှတ်ရတယ်တောင်းကြည့်ချင်မှာပဲဒီလိုနေတာရှိမှာပေါ့အဲကျွန်တော်ဆွေးနွေးနေနေကြတဲ့နာမည်ကအထူးအရရန်ရမ်းမနေဘူးဆက်ပြီးရမှာကျွန်တော်စကားစားရရန်ရမ်းမနေဘူးဆက်ပြီးရမှာကျွန်တော်တာဝန်ယူတယ်အဲ့ဒါဆီမံခန့်နဲ့ဆက်လို့ဒီလန်ကျနေလို့ပြန်ပါဗျာဒီစကားစားရရန်ရမ်းမနေဘူးကျွန်တော်ကချူပြတ်မှာပဲဒီကြတယ်ကျွန်တော်ရန်ရမ်းပြီးအသာပြေး ဟိုဖွဲ့ပြီးမှမလဲအဲဆက်ကကြီးစားနေတယ်အဲ့ဒီတိုင်းရှိရတယ်ကျောစုဝါဒပြန့်လူမှုကွန်ရက်တွေမှာတော့တောင်သားမျိုးပူတာကုန်းရက်ကွက်မှာရှိတဲ့ဌာနဆိုင်ရာဝန်ထမ်းအင်အားအတွင်းမှာနေထိုင်တဲ့ကုံသွယ်လေယာဉ်ဝန်ထမ်းတွေနဲ့ဖုံဆိုင်ငယ်တွေကိုအကြမ်းဖက်အဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရှိရတဲ့အကြောင်းရေးသားဖြန့်ချီထားပါတယ် ငင်းချန်ခရိုင်အဆင့်စစ်စင်ရဲ့အဖြစ်မေလ15ရက်ကစတမီတောင်သာအပါဝင်ငင်းချန်နှထိုးကြီးငစွန်စားတဲ့မြို့နယ်တွေတက်ကစောစုနဲ့ပြူစောဒီစကန်တွေကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတပြိုင်နဲ့ထိုးစစ်စင်တိုက်ခိုက်နေရပါလက်ရှိနှထိုးကြီးနဲ့ဝလူရဲစကန်မှာ6ရက်မြောက်အဖြစ်တိုက်ပွဲတွေပြင်းထန်နေသလိုအထင်အရဲစောစုကလေကြောင်းကနေနေစဉ်ဘုံကျဲပြစ်ခတ်ခုခံနေတယ်လို့ဒေသခံတွေကပြောပါရတယ် စကိုင်းတိုင်းတပည့်ရင်းမြို့နယ်အိုတဲ့နေရစာသင်ကျောင်းကိုစိုးစုကလေကြောင်းပုံးကျက်တိုက်ခိုက်မှုမှာထိခိုက်ဒဏ်ရာရရှိခဲ့သူတရာကျော်အနက်ကိုလဲအင်ကဖြတ်တောက်ပြစ်လိုက်ရသူ14ဦးရှိပြီးတော့ဒဏ်ရာအပြင်းထန်ရသူ20ဦးတိရှိနေတယ်လို့တပည့်ရင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူကပြောပါတယ်ကိုလဲအင်ကဖြတ်တောက်ပြစ်ရသူ14ဦးမှာကျောင်းဆရာတဦးနဲ့ကျောင်းသားကျောင်းသူ13ဦးဖြစ်ပြီးခြေလက်ဖြတ်တောက်ပြစ်လိုက်ရသူနဲ့မျက်လုံးဆုံးရှုံးလိုက်ရသူတွေပါဝင်ပါတယ် မြို့နယ်တွင်ဆေးရုံစည်းကမ်းမရှိတာဆေးရုံစည်းကမ်းသွားရောက်ကုသဖို့အတွက်လဲစုစုက ခွင့်မပြုတာမသွားလာရဲတာတွေကြောင့်ကောင်းစားဆေးဝါးကုသခွင့်မရဘဲရရှိတဲ့ဆေးဝါးလေးနဲ့အဆင်ပြေအောင်ကုသပေးနေရတာဖြစ်ပါတယ်။စုစုကပြီးခဲ့တဲ့မေလ12ရက်ကအိုတိန်နေရစတင်ကြောင်းကိုလေကြောင်းပုံကျဲတက်ဖြတ်ခဲ့ရာဆီယမ2ဦးအပါအဝင်တည်ဆုံးသူ24ဦးနဲ့ဒဏ်ရာရရှိသူ102ဦးရှိပြီးတချို့ကထိတ်လန့်ပြီးရွာကိုစွန့်ဝါတိမ်းရှောင်သွားကြတာတွေလည်းရှိပါတယ်။ ဥတိတ်တွင်ရစာသင်ကျောင်း၄ကျောင်းတိုက်ခိုက်ခံရမှုကြောင့်ထိခိုက်ဒဏ်ရာရတဲ့ကလေးငယ်တွေနဲ့သူတို့ရဲ့တငယ်ချင်းကလေးငယ်တွေဟာစိတ်ပိုင်းဆိုင်ရာစိုးရိမ်ထိလက်မှုတွေခံစားနေကြရပါတယ်။စကိုင်းငလင်ကြီးလှုပ်ခတ်မှုအပြီးတလခွဲကျော်ကာလအတွင်းစိုးစုဟာစကိုင်းနဲ့မန္တလေးမြို့ကိုအကြိမ်ပေါင်း၁၀၀ကျော်လေကြောင်းပုံကျဲတိုက်ခိုက်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့စီးရင်ချက်လက်တွေကသိရပါဗျ စကိုင်းမြို့အနောက်မြောက်ဘက်16ကီလိုမီတာအကွာကိုဘိုးအပြုတ်လောက်ခတ်ခဲ့တဲ့မလ28ရက်စကိုင်းငလင်ဖြစ်ပွားတဲ့ရက်ကနေမေလ16ရက်အတွင်းစုပ်စုဟာမန္တလေးမြို့ကိုအကြိမ်ပေါင်း112ကြိမ်လေကြောင်းပုံကျဲတိုက်ခိုက်ခဲ့ပြီးစကိုင်းမြို့ကိုလည်းအလားတူအကြိမ်ပေါင်း112ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်ရပောင်း90ရက်အတွင်းစုပ်စုရဲ့အကြိမ်ပေါင်း100ကျော်၄ချောင်းပုံးကျဲတိုက်ခိုက်မှုကြောင့်စကိုင်းမြို့မှာတေဆုံးသူ 133ဦးရှိခဲ့ပြီးဒဏ်ရာရှိသူပေါင်း290ရှိခဲ့တယ်လို့ UNG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့စီးရင်အချက်လက်တွေကသိရပါဗျ။အလားတူစိုးစိုးရဲ့လေကြောင်းပုံကျဲတိုက်ခိုက်မှုကြောင့်မန္တလေးမြို့မှာတေဆုံးသူ94ဦးရှိခဲ့ပြီးဒဏ်ရာရှိသူ192ဦးရှိခဲ့ပါဗျ။အဆိုပါရဲ့အတွင်းမှာစိုးစိုးဟာမကွေးမြို့ကိုလည်း46ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့ပြီး29ဦးသေဆုံးခဲ့ကပြည်သူ40ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ စိုးစုရဲ့လေကြောင်းပုံချက်တိုက်ခိုက်မှုတွင်ចောင်းသားចောင်းသူတွေအပါအဝင်အသက်၁၈နှစ်အောက်ကလေးငယ်တွေလည်းပါဝင်ခဲ့ပါတယ်။စိုးစုဟာမလ၂၈ရက်ကနေမေလ၁၆ရက်ရက်ပေါင်း90အတွင်းတနိုင်ငံလုံးအတိုင်းအတာနဲ့အကြိမ်ပေါင်း446ကြိမ်လေကြောင်းပုံချက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးသေဆုံးသူ416ဦးနဲ့ထိခိုက်ဒဏ်ရာရရှိသူ986ဦးထိရှိခဲ့ပါတယ်။ လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်ခံရခြင်းနေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကိုကျင်းတဲ့ပုံကိုပါဘုံကိုကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကိုစရာဖြစ်ရွေးချယ်ပါဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဥကောင်းကိုလက်နက်ဖက်နှစ်အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမှာအပပုံကိုရနေရကိုမစွန့်ခွာပါနဲ့ ပြစ်ခတ်တိုက်ခတ်ခံရခြင်းအိမ်ပြင်ပတ်လဟာပြင်မှာရှိနေပါကရင်းမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကြောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါဘုံခိုစရာမတွေ့ပါကမြေအိမ်ပိုင်းကိုရှာပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုံမြေကြီးကိုတရောင်းနဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ